အားလုံးပဲမင်္ဂလာပါခင်ဗျာရွှေရင်ကချင်းတွေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မနက်ဖြန်နိုဝင်ဘာလတရနေ့အတွက်နောက်ဆုံးရမိုးလေဝသကြိုတင်ခံမှန်းချက်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာအထူးမိုးလေဝသအနေနဲ့ cyclone မုန်တိုင်းသစ်တစ်လုံးထွက်ပေါ်လာမဲ့အခြေအနေများနဲ့မုန်တိုင်းလက်ကျန်မိုးရွာသွန်းနိုင်တဲ့ဒေသများအပအဝင်မြေကြီးကြီးနိုင်တဲ့အခြေအနေများကိုပါတင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ဖြစ်ပေါ်နေတဲ့မုန်တိုင်းခံမှန်းချက်များနဲ့အခြေအနေများကိုမိုးလေဝသပညာရှင်ဦးခမောင်ထွေးကအခုလိုတင်ပြထားပါတယ်ခင်ဗျာ။ လက်ရှိအာရှရာသီဥတုခံမှန်းချက်အရဘယ်ဘက်အချမ်းမှာရှိတဲ့မော်တာဆိုင်ကလုံးမှုန်တိုင်းနဲ့အာရိပြပင်လယ်မှာ 62A လေဖျားနဲ့မှုန်တိုင်းတို့ဟာမိုးလေဝသပညာရဲ့အခေါ်ဖူဂျီဝါရာဖြစ်စဉ်ကြောင့်အချင်းချင်းအပြန်အလှန်အမိသည်ပြုကဆွဲအားပုံမှုကောင်းမွန်လာပါတယ်။အဲ့ဒီလိုဆွဲအားကောင်းမွန်လာတာကြောင့်အာရိပြပင်လယ်နဲ့ဘင်္ဂလားပင်လယ်အောက်မှာရှိတဲ့ရေငွေ့များအလုံးကိုအနောက်မြောက်လေစီးကြောင်းပေါ်သို့တွန်းတင်လိုက်တဲ့အခါမှာဟိမွန်နာမှလေအေးများနဲ့တွေ့ဆုံပြီးကချင်ဒေသမှာအချင်းခါမဟုတ်မိုးကြီးကြီးများဖြစ်ပေါ်လာပါမယ်။ အဲဒါကြောင့်လာမယ့်နှစ်ပတ်အတွင်းမှာမိုးရေချိန်ဆင်းလက်မကျော်ရွာသွန်းနိုင်မယ်လို့ခန့်မှန်းထားပါတယ်ခင်ဗျာထို့အတူပဲမိုးရပကွေးမှာလည်းထိုင်းပင်လယ်ကွေးမှာလာနေတဲ့လေပြင်းနဲ့ရောင်ဝင်နေကြောင့်လေပြင်းနဲ့မြောင်နှမ်းတစ်ခုဖြစ်ပေါ်ပြီးအဲ့ဒီဒေသမှာလည်းလာမယ့်နှစ်ပတ်အတွင်းမိုးရေချိန်ဆင်းလက်မကျော်ရွာသွန်းမယ်လို့ခန့်မှန်းထားကြောင်းသိရပါတယ်ခင်ဗျာဆက်လက်ပြီးမြောင်နှမ်းလက်ကျန်မိုးသက်ထန်စွာရွာသွန်းခြင်းများကြောင့်မြေကြီးကြီးချင်းသတိပေးချက်များနဲ့မြေကြီးချင်းများကိုပြော့ပြပေးတော်မှာဖြစ်ပါတယ်ခင်ဗျာယနေ့31ရက်စေလ2025ရက်နေ့ နနက်6နာရီခွဲချိန်တိုင်းထွာကြရမြေရအခြေအနေများကိုတင်ပြပေးလိုက်ပါရခင်ဗျာမြေကြီးနားမြေဟာမနေ့ကညနေကနေ7နာရီအတွင်းတက်ကြမရှိရပ်တန့်နေပါတယ်မြေကြီးနားမြေရဲ့မနေ့ကအမြင့်ဆုံးအပူချိန်ကတော့33.2ဒီဂရီဆယ်ဆီယက်နဲ့ယနေ့အနည်းဆုံးပူချိန်ကတော့22.3ဒီဂရီဆယ်ဆီယက်တို့ပဲဖြစ်ပါရခင်ဗျာမြေကြီးနားမြေဟာဆိုးရင်ရေမဲ့1900စင်တီမီတာသို့ရောက်ရှိရန်906စင်တီမီတာ29ဘီခွဲကျော်ကအလိုမှာရောက်ရှိနေပါတယ် ဧရာဝတီမြစ်တစ်ပိုင်းမှာမိုးဟအနှဲငယ်ရှိနေပါမယ်။ရန်ဖန်ရခဧရာဝတီမြစ်စုံတစ်ပိုင်းမှာနေရာကွက်၍မိုးသည်ထန်စွာရာသွန်းခြင်းများကြောင့်မြေကြီးနားမြေကြီးကျဆင်းနေရာမှာပြန်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေဥမှာဖြစ်ပါရခင်ဗျာ။သခါတိုင်းဒေသကြီးထပ်ပိုင်းကချစ်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန်းဒေသများနဲ့ဧရာဝတီမြစ်ထပ်ပိုင်းမေခမလိခမြဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနှဲငယ်ရှိနေပါတယ်။ဧရာဝတီမြို့တစ်ချောင်းနဲ့ချင်းတွဲမြို့တစ်ချောင်းမြေကန်ဒီမြေနိုင်ဒေသများနဲ့မြေနုကျွန်းများမှာစိုက်ပျိုးလုံခြုံနေထိုင်ရတဲ့တောင်သူများ အေရီမြေကြီးကိုအမိပြု၍နေထိုင်ရှာဖွေစားတောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဆက်လက်ပြီးချင်းတွင်းမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာခန်းနီမြို့မြေဟာမနေ့ကညနေကနေ12နာရီတွင်တလက်မကန်ထက်ကြသွားပါတယ်မုံရမြို့မြေဟာမနေ့ကညနေကနေ12နာရီတွင်တလက်မကန်ထက်ကြသွားပါတယ်ခန်းနီ homeland ဖောင်းပြင်းနဲ့မော်လိုက်တို့ရဲ့မြေအများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်ကလေးဝမင်းငင်ကန်နီနဲ့မုံရမြို့ရဲ့မြေအများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်ခင်ဗျာ ဆက်လက်ပြီးအရာရိမြင့်ရဲ့အခြေအနေကိုတင်ပြပေးသွားမှာဖြစ်ပါရခင်ဗျာပမော်ရွှေကူကသာထိခြိုက်တပိတ်ချင်းမန္တလေးနဲ့သခိုင်းမျိုးတို့ရဲ့မြေကြီးများဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်မြင်းမူပခုတ်ကူညောင်းဦး6မင်းမူတို့ရဲ့မြေကြီးများဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်မကွေးအောင်လံပြည်စိတ်သာဟင်းသရနဲ့ဇလုံမျိုးတို့ရဲ့မြေကြီးများဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်အရာရိမြင့်ရဲ့မြင့်တက်မှုကို24နှစ်ဆောက်ကြီးတင်ပြပေးနေပါရခင်ဗျာထူးခြားမှုရှိလာရင်အချိန်နဲ့တပင်းကြီးတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာ ဆက်လက်ပြီးမိုးလေဝသနဲ့သလားပေရာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့အထူးမိုးလေဝသအခြေအနေများကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာ။ယနေ့မြန်မာစံတော်ချိန်15:30အချိန်တိုင်းထွာချက်များအရအရှိတ်ဘက်မှရွေးရှားလာတဲ့လေပွေလိုက်များရဲ့အချိန်ကြောင့်၎င်းကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလေရုမငြိမ်သက်မှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့်၎င်းတရက်17လ2025ရက်နေ့မှ9ရက်17လ2025ရက်နေ့အတွင်းစကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျနဲ့ နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကင်းပြည်နယ်ချင်းပြည်နယ်မိုးပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်မှာနေရာအနှံ့ပြမိုးထချုံရွာပြီးအချို့ဒေသများမှာဒေသအလိုက်နဲ့နေရာကွက်ရီမိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါတယ်။မြမကန်ရတဲ့တစ်ချောင်းနဲ့ကဲလွန်ပင်လေပြင်းတို့မှာတခါတရံမိုးသက်လေပြင်းများကြက်ရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနိုင်ကိုမိုင်30မှ35မိုင်အထိတိုက်ခိုက်နိုင်ပါတယ်။ လိုင်းမြင်မှာမြန်မာကောင်းရံတစ်ချောင်းနဲ့ကဲလွန်ပင်လေပြင်းတို့မှာရှစ်ပေမှာဆယ်ပေကန်းရှိနေပါတယ်။တို့ဖြစ်ပါ၍မိုးသက်ထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကြွေခြင်းလျှက်ပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘောဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့်အဆိုပါဒေသများရှိကုန်းမြင့်ဒေသအနီးတွင်နေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်မြေငယ်ချောင်းငယ်များအနီးတွင်နေထိုင်ကြသူများအနေဖြင့်ရေကြီးရေချမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နဲ့ပြည်တွင်းရေကြောင်းသွားလာရေး လေချောင်းပြန်တန်းရေးနဲ့ဆယ်မြောင်းတာတမန်များအနေဖြင့်လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်အသိပေးနှိုးဆော်အပ်ပါရခင်ဗျာဆက်လက်ပြီးမနက်ဖြန်မိုးလေဝသအခြေအနေဘယ်လိုရှိမလဲဘင်္ဂလားပင်လယ်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အခြေအနေအသေးစိတ်ကိုကြည့်လိုက်ကြရအောင်ပါ2025ခုနှစ်အောက်တိုဘာလ31ရက်နေ့ညနေ6:00နာရီအချိန်ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်အရှိလေပိုင်းနဲ့အရှိတောင်ပိုင်းတို့မှာတိမ်ထူထပ်နေပြီးကျန်ဘင်္ဂလားပင်လယ်အော်မှာတိမ်နေငယ်ဖြစ်ထွန်းနေပါတယ် မနက်ဖြန်မနက်ထိခံမှန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီး ARD တိုင်းဒေသကြီးမွန်ပြည်နယ်တို့မှနေရာအနှံပြားတနင်္လာနေ့တိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့မှနေရာစိတ်စိတ်ပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှနေရာကျဲကျဲနေပြီးတော့မန္တလေးတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုံးမြေဖြစ်ပါတယ်ခင်ဗျာ။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှတိမ်အသင့်နေဖြစ်ထုံးပါမယ်ခင်ဗျာ။ဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများအတွက် မိုးလေဝသခံမှန်းချက်ကိုတင်ပြပေးမှာဖြစ်ပါရယ်ခင်ဗျာနေပြည်တော်မှာနေရာကွက်ချမိုးထစ်ချုံရွာပါမယ်ရန်ကုန်မြို့မှာနေရာကွက်ချမိုးထစ်ချုံရွာပါမယ်မန္တလေးမြို့မှာနေရာကွက်ချမိုးထစ်ချုံရွာပါမယ်ပဲခူးမြို့မှာနေရာကွက်ချမိုးထစ်ချုံရွာပါမယ်မကွေးမြို့မှာတိမ်အင့်တင့်ဖြစ်ထွန်းပါမယ်ဟ ோம் လင်းမြို့မှာနေရာကွက်ချမိုးထစ်ချုံရွာပါမယ်မုံရွာမြို့မှာတိမ်အင့်တင့်ဖြစ်ထွန်းပါမယ်ပသိမ်မြို့မှာမိုးထစ်ချင်နေချင်းထစ်ချုံရွာပါမယ်တဝမ်းမြို့မှာနေရာကွက်ချမိုးထစ်ချုံရွာပါမယ်မြေကျင်းနားမြို့မှာနေရာကွက်ချမိုးထစ်ချုံရွာပါမယ် လိုက်ကောမြို့မှာတိမ်အသစ်နှင့်ဖြစ်ထွန်းပါမယ်။ဖန်အမြို့မှာနေရာကွက်ကြားမိုးထစ်ထုံရွာပါမယ်။ဟာခါမြို့မှာနေရာကွက်ကြားမိုးထစ်ထုံရွာပါမယ်။မော်လမြိုင်မြို့မှာမိုးတချိန်တချိန်ထစ်ထုံရွာပါမယ်။စစ်တွေမြို့မှာနေရာကွက်ကြားမိုးထစ်ထုံရွာပါမယ်။လားရှုံမြို့မှာတိမ်အသစ်နှင့်ဖြစ်ထွန်းပါမယ်။တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထစ်ထုံရွာပါမယ်။ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးထစ်ထုံရွာပါမယ်ခင်ဗျာ။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့အေရီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များရွေးချယ်ရနေရာတလျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထီချုံခြင်းမိုးကြိုးပစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေသာဖြစ်စဉ်များဖြစ်ပေါ်လာနိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာနောက်နေ့အတွက်ခံမှန်းချက်ကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးကရင်ပြည်နယ်မိုးပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာစိတ်စိတ်မှာနေရာအနှံ့ပြမိုးထစ်ချုံရွာပါမယ်။နေပြည်တော်နဲ့ဤတို့အတွက်မနေ့ပြမနေ့ဒီခံမှန်းချက်ကတော့နေရာကွက်ချမိုးထစ်ချုံရွာနိုင်ပါတယ်။ ရွာရံရ960ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နီးတွိုက်အတွက်မနေ့ဖြန်မနေ့ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရနှုံးပြဖြစ်ပါတယ်။မန္တလေးမြို့နယ်နီးတွိုက်အတွက်မနေ့ဖြန်မနေ့ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ရွာရံရနှုံး60ဖြစ်ပါတယ်ခင်ဗျာ။လာမယ့်စနေတနင်္ဂနွေအားလည်ရများအတွက်မိုးလေဝသခံမှန်းချက်ကတော့နေပြည်တော်မှာနေရာစိတ်စိတ်နဲ့ရန်ကုန်တိုင်းဒေသကြီးမှာနေရာနှံပြားမန္တလေးတိုင်းဒေသကြီးမှာနေရာကျဲကျဲမိုးထစ်ချုံရွာပါမယ်။နောက်ဆုံးအနေနဲ့ပင်လယ်ပြင်ခီးသွွားများအတွက်မိုးလေဝသခံမှန်းချက်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ မြမပင်လေပြင်းမှာမြမကန်ယုံတန်းတစ်ချောင်းနဲ့ကန်လွန်ပင်လေပြင်းတို့မှာတစ်ခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအီကိုမိုင်30မှ35မိုင်ထိတက်ခတ်နိုင်ပါတယ်။လှိုင်းမြေမှာမြမကန်ယုံတန်းတစ်ချောင်းနဲ့ကန်လွန်ပင်လေပြင်းတို့မှာ10ပေမှ10ပေခန့်ရှိနိုင်ပါတယ်။ရန်ကုန်မှာဒနေနာရီကန်ယုံတန်းတစ်ချောင်းပင်လေပြင်းခီးအတွက်မိုးလေဝသခံမှန်းချက်ယနေ့မိုးတဲ့ချိန်မှာနောက်24နာရီအတွင်းခံမှန်းချက်ကတော့နေရာနှံပြားမိုးထစ်ချုံရွာပါမယ်။အမြင့်တားလေးမိုင်ကမိုးရွာစဉ်တမိုင်ကရှိပါမယ်။ရေပြင်းလေကတော့အရှိတုံးဖို့အရှိတောင်ကို တနအိလင်းပင်လယ်မိုင်15မိုင်မှ -30 တခါတရံမိုင်30မှ35မိုင်ထိတက်ခတ်နိုင်ပါတယ်။လိုင်းကြီးနိုင်ပါတယ်။လိုင်းမြန်မာ10ပေမှ10ပေကန့်ရှိနိုင်ပါတယ်။ရန်ကုန်မှရခိုင်ကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခီးအတွက်မိုးလေဝသခန့်မှန်းချက်ကတော့ယနေ့မိုးတဲ့ချိန်မှနောက်24နာရီအတွင်းခန့်မှန်းချက်နေရာကျကျမိုးထစ်ချုံရွာပါမယ်။အမြင့်တာ၄မိုင်ကမိုးရွာစဲတမိုင်ကန့်ရှိပါမယ်။ရေပြင်လေကတော့မြောက်သို့မဟုတ်အနောက်မြောက်တနအိကိုပင်လယ်မိုင်15မိုင်မှ -30 တခါတရံမိုင်30မှ35မိုင်ထိတက်ခတ်နိုင်ပါတယ်။ လိုင်းကြီးနိုင်ပါတယ်။လိုင်းအမြင့်မှာရှစ်ပေမှာဆယ်ပေကန့်လို့မှဖြစ်ပါရယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။ခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးကြရတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြတမ်းမှရှင်လန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ Channel ကိုလည်း Like and Subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ။